ကဘာနဲ့လားအနီးကပ်ဆုံးအတောက်ပဆုံးအကြီးမားဆုံးစူပါမွန်ပစ်စင်ကြီးဒီကနေ့နိုဝင်ဘာလ9ရက်ညမှာ ဖြစ်ဖို့ရှိနေတယ်လို့ NASA ကသိရပါတယ်။ပါမွန်ပစ်စင်ဆိုတာလဟာကဘာနဲ့ပိုပိုနီးကပ်တဲ့ Peregrine's လို့ခေါ်တဲ့အနီးဆုံးအမှတ်ကိုရောက်ရှိနေချိန်မှာဖြစ်ပေါ်လာတဲ့လပြေဝန်းကိုခေါ်တာဖြစ်ပါတယ်။လရဲ့ပလန်ဟာဘဲဥပုံတံဖြစ်တာကြောင့်ကဘာနဲ့အကွာဝေးဟာ အမြဲတမ်းပြောင်းလဲနေပြီးပြန်မြအားဖြင့် 23855မိုင်ခန့်กว่าဝေးပါတယ်။မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့မှာတော့23926မိုင်ခန့်အထိ လဟာကဘာနဲ့နီးကပ်လာမှာဖြစ်ပါတယ်။အဲ့လိုနီးကပ်လာတာကြောင့်မြင်နေကြလပြေဝန်ထက်အခုဖြစ်လာမဲ့စူပါမွန်ဖြစ်စင်မှာလရဲ့အရွယ်စားဟာ14ရာခိုင်နှုန်းပိုကြီးနေမှာဖြစ်ပြီး 30ရာခိုင်နှုန်းပုံမတောက်ပနေမဲ့သဘာဝရဲ့အလှပဆုံးဖြစ်စဉ်တွေကတခုဖြစ်လာမှာဖြစ်ပါတယ်။မြန်မာပြက်ကြိန်တွေအရတော့နိုဝင်ဘာလ4ရက်နေ့ဟာလာပညာဖြစ်ပေမဲ့တကယ်တမ်းလာပညာဟာနိုဝင်ဘာ9ရက်နေ့မှာပြည်တာဖြစ်ပါတယ်။မြန်မာပြက်ကြိန်တွေနဲ့အပြင်ကလာပညာတရက်ခန့်ခွာခြားတတ်ပါတယ်။လာပြည့်ချိန်ဟာနိုဝင်ဘာလ9ရက်ည9:49မိနစ်ခန့်မှာလာအပြည့်ဆုံး ဖြစ်မှာဖြစ်ပါတယ်။စူပါမောဖြစ်စင်မှာဖြစ်ပေါ်လာနိုင်တဲ့လအပြည့်ဆုံးအချိန်နဲ့စူတောင်းပြည့်နိုင်မဲ့အချိန်ဈေးပေါင်းခနိုင်မဲ့အချိန်တွေကိုလည်းမြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်းကျောင်းဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြီးကြီးစိန်ကအခုလိုပြောကြားထားပါတယ်။ဟုတ်ပါမောဘုရားကြာတော့လက်ခပညာရတော့အဲဒီမျိုးဟိုကရဟိုရပြည့်တဲ့ဟာပေါ့နော်ရပြည့်ကျော်သွားတာပေါ့ဒါရပြည့် လာပြည့်တဲ့ပုံစံပေါ့လာပြည့်နေရလာမကြည့်ဘူးဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တစ်ပုံနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner လာပြည့်ကျော်ရှင်းရမှာလာပြည့်တယ်ဆိုတော့လာပြည့်ပြီးဝါဝါ ဟိုဟာပေါ့နော်ဒါအားကောင်းတဲ့ပုံစံပေါ့သမီးရဲ့လက်ဖက်တစ်ပင်းလာလို့အားကောင်းတဲ့ဟာပေါ့ခုနှစ်နာရီ35လောက်ဆိုရင်တော့ထိတဲ့ဝင်ပါလေသမီးသေးသေးဝင်လာတော့ကိုဘတော့ကိုအဋိဌာန်တစ်ခုရွတ်ဖက်ပြီးတော့ဟိုအစားအသောက်တစ်ခုစားလိုက်တော့တကယ်လက်စလီဘူးရဲ့လို့မဟုတ်ပါဘူး။ရှားလို့ရတယ်၊စီဝါလူလို့ရတယ်နော်။ဒါကကုသိုလ်ရေတွေအားတော့အဲ့လိုပေါ်သမီးရဲ့ဟိုဗါလဲအင်း ။ဒီအောက်ကတည်းကဟိုအချိုးအင်းကြီးကကတ်ပါ။ဒီနည်းပုတော်ပါ။အဲ့ဒါလည်းဒီမှာပါ။ခုနကြီး35မှာဟိုကဖြစ်မှာနော်။မြမအယူအဆရတော့ပေါင်မုံလားပြိနေတစောင်းနိုင်လားပြိနေလားပြိချိန်တွေမှာစေးပေါင်းခါလေးရှိတယ်လို့ယူဆကြပြီးစေးဘက်ဝင်တဲ့အစားစာတွေစေးဘက်ဝင်တဲ့မဲစလီဖူးတုတ်စတဲ့အစားစာတွေကို သုံးဆောင်ကြလေးရှိတယ်လို့သိရပါဗျ